င်အားတရာရဲ့ပြန်ပြီးတော့ဒါပြစ်တဲ့ကြည့်ရတော့ခံမှန်းကြည့်လိုက်ပါတော့အာတော်ကိုဒါပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့အနေထားတော့တွေ့ရအဲအကြောင်းမလို့ဒါဒါသူတို့ရဲ့အသက်တွေကိုအသေးခံပြီးတော့ဆက်တိုးနေရတယ်ဒါပေမဲ့လည်းတည်နေတော့မယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒီလိုပုံစံမျိုးတွေကတော့ဇက်တိုက်လုံးပါလာမဲ့ကာလာတော်တွင်းမှာပို့ပြီးတော့ဇက်တိုက်လုံးသူကဘာလို့လဲသူ့အတွက်ကရက်ကတနေ့ထက်တနေ့တနေ့ထက်တနေ့ပို့ပြီးတော့နေနေလာပြီ င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ19ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းဒါကျွန်တော်သတင်းကောင်းလေးပြောကြမယ်ပြီးရင်ဒါကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာနေတဲ့အကြောင်းတွေပါမယ်ပြီးတော့ဒါ Green Bean ကပေါ့နော်စစ်ကောင်စီကဒီဆွေရကုန်းကိုအရယူဖို့အတွက်ဘယ်လိုမျိုးပုံစံမျိုးတွေလုပ်နေသလဲဒီဆွေရကုန်းကဘယ်လောက်ရေးကြည်သလဲစတဲ့အကြောင်းအရာတွေပါသွားမယ်ပေါ့နော်အဓိကကြောက်ဖြူဆိုရင်လည်းတော်တော်လေးပြင်းထန်လာတဲ့အနေအထားကိုပြန်တွေ့နေရတာ哦အဲ့တော့ပထမဆုံးတော့ကျွန်တော်တို့ဒါအောင်ပွဲသတင်းနဲ့ဖွင့်လိုက်မယ်ပေါ့နော်ဒီမုံရွာကြောက်ကလမ်းပိုင်းက တိုက်ပွဲအကြောင်းဒီအကြောင်းလည်းပြောရမယ်ဒီအကြောင်းတော်တော်မြိုင်တယ်မြိုင်တယ်ဆိုတော့အဖွဲ့ရဲ့ဒါပူပေါင်းပြီးတော့လှုပ်ဆောင်နိုင်တဲ့ဆွမ်းအားအကြောင်းမလို့ပေါ့နော်အတိုက်ပွဲကတော်တော်လေးမြိုင်ခဲ့တယ်ဆိုရဲပုံစံမျိုးဒါဒါကြောင့်မလို့လဲထည့်ပြောတာပေါ့နော်အဲ့တော့ဒီမုံရကြောက်ကလမ်းပိုင်းမှာတိုက်ပွဲဒီတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့ချိန်မှာစစ်ကောင်စီဘက်ကအဲအင်အားအရပြောမယ်ဆိုရင်တံပြားကကားနှစ်စီးပါတယ်ပြီးရင်စစ်အင်အား100လောက်ပါတ တရာလောက်ပါတဲ့ဒီစစ်ကြောင်းကိုတပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတိုက်ခိုက်တာအဲ့ဒီမှာထူးခြားချက်တွေရှိတယ်ထူးခြားချက်တွေဆိုတာကတပ်ဖွဲ့တွေရဲ့ဇွဲနှဖွဲကြီးတဲ့ဟာတွေပေါ့နော်အဲအဲ့ဥစ္စာတွေလည်းဒါကြောင့်ပြောသွားမှာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေစောင့်ကြည့်တိုက်ခိုက်တဲ့အခါမှာဒီစစ်ရင်တန်းကသူကရိတ်ခါပို့ဖို့လာတာရိတ်ခါပို့ဖို့သွားတာပေါ့နော်ရိတ်ခါပို့ဖို့သွားတာရိတ်ခါရောက်မြောက်တော့မသိဘူးရင်ဆုံးတိုက်ခိုက်ခံနေရတာပေါ့နော်အဲ့ဒါကိုအဖွဲ့တွေကကင်းမုံဝင်ပြီးတိုက်တာကင်းမုံဝင်ပြီးဒီတင်းကိုကြိုရလို့ကင်းမုံဝင်ပြီးတော့တိုက်တဲ့ပုံစံမျိုးတော့ဖြစ်နေမယ်အဲ့လိုမျိုးတိုက်တဲ့အခါမှာကင်းမုံဝင်တာ၃ရက်တောင်ကြာတယ်၃ရက် တကယ်73 74 35 3ရက်တောင်ကြာတယ်73ရက်နေ့ကနေကနေပြီးစပြီးတော့ဒါပြင်ဆင်ပြီးတော့စောင့်ပြီးတော့တိုက်ဖို့အတွက်လှုပ်လိုက်တာဟာ15ရက်နေ့မှာတိုက်ပွဲစဖြစ်တယ်တိုက်ပွဲဖြစ်တယ်ဆိုတာစောင့်ကြည့်ပြီးတော့တိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့3ရက်လောက်အောင်ပြီးမှပြည့်ရတာဆိုတော့လေအပတရကိုစော်ကြတာပေါ့နော်စဖွင့်နေကိုကဆက်လက်ကြီးနဲ့တုံနေတာပေါ့နော်အဲ့တော့အဲ့အဲ့ညင်ဝင်လေးအကြောင်းလည်းပြောကြမှာပေါ့နော်အဲ့တော့တိုက်ပွဲကအနီးကကြီးဖြစ်သွားအနိကကြီးတိဖြုတ်ကြတာပေါ့နော်တပ်ဖွဲ့တွေကအနိကကြီးကင်းမွေးပြီးတော့တိဖြုတ်လာဒါမှလည်းသေကြတာလीနော် ကြာကြတော့အဲ့လိုပုံစံမျိုးနဲ့ဖြုတ်လိုက်တာတိုက်ပွဲကြာချင်းကဒါတနာရီလောက်ကြာတယ်ဗောနော်တနာရီလောက်အတော်အတွင်းမှာစစ်ကောင်စီဘက်ကတော်တော်လေးအထိနာသွားတဲ့ပုံစံတွေ့ရတယ်အဲ့တော့အနီးကပ်ကြီးစဖွင့်တာဆိုတော့ဒါမိုးရလည်းအရန်သေးအဲ့ကြတော့အထိကိုက်အသေးဆုံးတွေကတော့တေချာပေါက်များနိုင်တယ်ဘာဖြစ်လို့လဲအနီးကပ်ကြီးတေဖြုတ်တာဗောနော်ဖြုတ်တာလည်းဆက်လက်ကြီးနဲ့ပါတဲပြီးတော့ဖြုတ်တာဆိုတော့တေချာပေါက်အထိကိုက်များတယ်အဲ့မှာဒါစစ်ကောင်စီကဘာပြန်လို့လဲဆိုစစ်ကောင်စီကအရင်လိုတော့မဟုတ်ဘူးပြန်ပြင်းတာဗျာရှယ်ဗလန်နဲ့ပြန်ပြစ်တာလေအဖွဲတွေကလည်းပြောတယ်အာဒီကောင်တွေလည်းရှယ်ဗလန်နဲ့ကိုပြန်ပြစ်တာလေ ပြန်ပြီးတော့အင်အားတရာရဲ့ပြန်ပြီးတော့ဒါပြစ်တဲ့ကြီးကတော့ခံမှန်းကြည့်လိုက်ပါတော့အာတော်ကိုဒါပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့အနေအထားတော့တွေ့ရတယ်အဲ့တော့တိုက်ပွဲပြီးလမ်းမပေါ်မှာသွေးတွေကိုရဲလို့တဲ့စစ်ကောင်စီဘက်ကအဲ့လိုမျိုးသွေးတွေကိုရဲနေရပဲပေါ့နော် အောင်မြင်မှုရတဲ့ဟာကိုလည်းပြောပြမှာပေါ့နော်အဲ့မှာဒါမိုးရတာတော့မှသွေးတွေအများကြီးဆိုတော့ဒါထိတဲ့ကောင်ကတော့တကယ်ကိုအိုင်ထုံးနေမှာပဲဆရာအဲ့တော့ဒါထိတဲ့ကောင်နေတည်တဲ့ကောင်တွေကိုဒါတံပြားကကားရည်နဲ့ပြန်ပြီးတော့တည်သွားတယ်အရေးအတွက်ကတော့အတီးပြုတ်လို့မရဘူးဒါမိုးသေးကြီးတွေမှလည်းဖြစ်တယ်အဲပြီးတော့ကြပြန်ပြီးတော့တည်သွားတယ်ပြီးတော့ဒါတက်ပြီးတော့ရှင်းလင်းရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးအင်အားလည်းစစ်ကောင်စီဘက်ကတော်တော်များတဲ့အနေထားဆိုတော့ဒါပြန်ပြီးတော့တည်သွားတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့အာဘလောက်ဟိုဟာဖြစ်စလဲဆိုတော့မသိဘူးပေါ့နော်အဲ့တော့လာတာတော့ဒါတံပြားကကားနှစ်စီးကအရင်လာတယ် ပြီးမှအနောက်ကနေဒါအင်အားတရာပါတဲ့ခြေလင်းစစ်ကြောင်းကလိုက်တာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကကားတွေကိုမပစ်ဘဲနဲ့အနောက်ကလာတဲ့လိုက်လာတဲ့ခြေလင်းစစ်ကြောင်းကိုရွေးပြီးတော့အနီးကတိဖြုတ်တာအဲ့ဒါကတကယ်အထိကိုက်များသွားစေတဲ့အချက်ပေါ့နော်အဲ့တော့ရှေ့ရကားကြီးနှစ်စီးကိုသာဒါတံပြားကြီးကာထားတဲ့ကားကြီးနှစ်စီးကိုသာဒါတဲပြီးတော့ပြစ်နေမယ်ဆိုရင်ဒါလက်နက်ငယ်နဲ့ဆိုရင်မထိရောက်တာတွေဖြစ်ပါလိမ့်နော်အဲ့ဆိုရင်အနောက်ကစစ်ကြောင်းကပြင်ဆင်ရင်ရသွားမျိုးတွေဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်ခြုံကိုတာကတော့တကယ်ထိထိရောက်ပုံစံမျိုးဖြစ်အောင် အခုနလိုနောက်ကလိုက်လာတဲ့ကောင်မျိုးတွေကိုရွေးပြီးတော့ပြင်းတာတော့ပို့ထိတာပါနော်အဲ့တော့ရှေ့ကကဘာလို့လောက်မှမသိကျွန်မေးချင်တာအိုက်ကားပြစ်ခံရတဲ့အချိန်မှာအိုက်ကားမပြေးဘူးလားအဲ့လိုမျိုးလည်းသိချင်တာပါနော်အဲ့တော့စစ်ကောင်စီဘက်ကတော့ဘယ်နေရာသွားသွားသူကကားသွင်းရင်တော့မှပဲတံပြားတွေပါကာထားတဲ့အနေထားအဲပြီးတော့ဒီတိုက်ပွဲမှာအခုနလိုသွေးတွေပါအိုင်ထုံးနေရဖြစ်တဲ့တော့ပါနော်အထူးကများတယ်ပြီးရင်တသေးဆုံးတဲ့သူတွေထိခဲ့တဲ့ဟန်ရတဲ့ကောင်တွေကိုဒါကားနဲ့ပြန်တည်သွားပြီးတော့မုံရဘက်ကိုပြန်ထွက်သွားတယ်ဆိုပြီးတော့သိရမုံရကိုပြန်တည်သွားတယ်ပါနော်အဲ့တော့ ရုတ်တံမှာစပြီးတော့တွေ့ရတဲ့ဟာကတော့တည့်ရတိုင်းပဲတပ်ဖွဲ့တွေလည်းထုတ်ပြန်လာတယ်ရုတ်တံမှာစတွေ့ရတယ်ဆက်လက်နဲ့ဆွဲတာ ငကြင်းမီးနဲ့ကုတ်တာပေါ့နော်ငကြင်းမီးနဲ့ကုတ်တာအာပါတယောက်မှတယောက်ကကြီကန်ပေးထားတာကြီကပတ်တွဲကိုရော့ဖြောင်းဖြောင်းနန်းနန်းပြစ်လို့ရအောင်လို့ကြီကပတ်တွဲကိုဆွဲပေးတာတယောက်ကလည်းတွေ့ရတယ်ဖုံ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 နဲ့တွေ့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်အားရတာအဲ့လိုပေါ့နော်တက်ဖွဲ့တွေကိုလက်နက်ကောင်းတွေရှိစေချင်တာဒီလိုမျိုးသားလက်နက်ကောင်းတွေရှိကြအပိုင်ပြစ်ရတာလေဗျာအဲ့လိုမျိုးသားရှိကြအဲ့လိုဆက်လက်သားလင်းငါလက်လောင်းနဲ့စော်နံကြည့်ဗျာပြီးပြီဗျာဒါပေမဲ့တက်ဖွဲ့တွေမှာလည်းအဲ့လိုမျိုးရဖို့ကခက်ခဲတယ်ဗျာခက်ခဲတယ်ဆိုတော့ဒီဆက်လက်တွေတန်မှုကလည်းတည်တဲ့အတိုင်းပဲအဲ့တော့မလွယ်ကူဘူးပေါ့ဗျာနောက်တစ်ခုကဒီဆက်လက်ပြစ်တဲ့အချိန်မှာ အကြည်ညက်သွားတယ်နှစ်ခါသုံးခါလောက်တွေ့တယ်ဗောနော်အဲ့တော့ဒီဟာတွေကကြတော့ဒီကြည်ညက်တဲ့ဆိုတဲ့ဟာတွေကတစ်ခါကြရင်တနက်ကြောင့်မဟုတ်ဘူးတနက်ကြောင့်မဟုတ်ရင်ဒီကြီးကပတ်တွဲကြောင့်ဖြစ်တာပေါ့နော်ကြီးကပတ်တွဲကတကယ်ပြောရင်သူကတခြားနိုင်ငံတွေမှာဆိုရင်တော့တုံးပြီးလွတ်ပြစ်တာပေါ့ဒါပေမဲ့စစ်ကောင်စီကတော့အဲ့လိုမဟုတ်ဘဲနဲ့သူကပြန်ပြန်ပြီးတော့တုံးတယ် ဒီမှာကြီးပြန်ဖြည့်တယ်ပြန်သုံးတယ်အဲ့တော့စစ်ကောင်စီစီကနေပြီးတော့တလိုင်းတက်ဖွဲ့တွေကရတယ်ဆိုရင်မထူစစ်ကောင်စီတွေကသုံးတဲ့ဟာကိုပဲရတယ်အဲ့တော့ဒီကောင်တွေကဘယ်လောက်ကြအောင်သုံးထားတယ်လဲမသိဘူးအဲ့တော့ဒီကြီးကပတ်တွဲမှာဒါကလစ်လေးတွေကဟနေတဲ့တယ်ပေါ့နော်အဲ့ဥစ္စာကိုဒါကြီးကုတ်ကမကုတ်နိုင်တဲ့ခါကျတော့ကြီးညက်တာမျိုးတွေဒါမှမဟုတ်ရက်သွားမျိုးတွေဖြစ်တာတော့အဲ့ကျတော့ဒီတခါကြရင်တနက်မကောင်းတာမဟုတ်ဖ ೇನೆ ပေါ့နော်ဒီကြီးကပတ်တွဲကြောင့်လည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာလေးလည်း ဒါအကြံအကြံပေးနေတာပေါ့နော်အဲအဲ့တော့ကျတော့တနက်ကောင်းနေဆိုရင်တော့လေတကယ်ဒီလိုပွဲမျိုးကတော့တကယ်ကိုအာဘာတရာရှယ်ဖြစ်သွားတယ်ပွဲပေါ့နော်အဲ့တော့ MA2 လို့တနက်တွေလည်းရစီခြင်းနဲ့ဆက်ကလေးပေါ့နော်ဒါဘောက်ဝိုင်းနေလည်းပါမယ်ကြီးတွေလည်းအများကြီးဆက်မယ်ကြီးတောင်80ကျော်60လောက်ဒါတဘာတွေပြစ်လို့ရမယ်တနက်မျိုးတွေလည်းရစီခြင်းတော့ပေါ့အဲ့တော့ဒီလိုမျိုးသားအပိုင်ဆိုရင်အဲ့ဒီလိုမျိုးလက်နက်ကောင်းနေနေဆိုရင်အရောက်တရာလည်းဖုတ်ကနေပဲအဲ့လိုဖုတ်လို့ရတာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကတော့အာဂျုမန်နဲ့ပြင်းခဲ့တာပေါ့နော်ပြီးရင်အဲ့မှာဇက်တိုက်ပဲဗျာလော်ချက်ကတော့ပေါ့နော်လော်ချက်ကဇက်တိုက်သူက လက်နဲ့မကောင်းလက်နဲ့မကောင်းလို့လက်နဲ့ပြင်နေတယ်ဆိုရင်လုံးဝရန်သူကိုအနာမပေးဘူးဘာနဲ့ပြစ်လဲဆိုတော့ဗဇက်နဲ့ပြစ်တာဆဲတာမိုးမွန်းတယ်ဆဲဆဲဒီဘက်မှာတော့တနက်ပြင်နေတယ်ဒါပေမဲ့ဆဲတာဆဲတာစစ်ကောင်စီကိုဆဲတာညဘာဖြစ်တယ်ညအဲ့လိုဆဲတာပေါ့နော်အဲ့တော့ဗဇက်နဲ့လည်းတိုက်တယ်လက်နဲ့လည်းတိုက်တယ်အဖွဲတွေကတော့တကယ်မြေပြင်မှာတကယ်ကျုံးနေတာပေါ့နော်အဲ့တော့အဖွဲတွေဒါပူပေါင်းပြီးတော့တိုက်တဲ့အဖွဲတွေဆိုရင်လည်းအများကြီးပဲဗျာ မုံရမြို့နယ်ပါကပအဲမုံရခရိုင်ပါကပအထူးတိုက်ခိုက်ရေးအဖွဲ့အဲမုံရမြို့နယ်ပါကပတိုက်နယ်၁134မုံရမြို့နယ်ပါလာဖအဲမုံရမြို့နယ်ပါကပအထူးတိုက်ခိုက်ရေးအဖွဲ့အဲတော်ကြွေးပြောက်ကြအဖွဲ့ Black Falcon အပြင်ဒေတာကန်ရဲကြီးပါကပအများအများဒီအထဲမှာမပါသွားတဲ့အဖွဲ့တွေရှင်းလဲဒါခွင့်လွှတ်ပေးကြပါဘောနော်အဲ့တော့ဒီလိုမျိုးစုပေါင်းပြီးတော့အများကြီးပေါင်းပြီးတော့ဒါအောင်ပွဲယူနိုင်ခဲ့တာလဲကောင်းတယ်ဘောနော်အဲ့ဒီလိုတိုက်မှာလဲရမှာအဲ့တော့တပ်ဖွဲ့တွေကတပ်ဖွဲ့နဲ့တပ်ဖွဲ့ကဒါလက်နက်ရတာချင်းမတူကြဘူးလက်နက်ရှိတာချင်းမတူကြဘူး တချို့ကဆက်လက်ရှင်းရှိမယ်တချို့ကစိန်မြောင်းရှင်းရှိမယ်အဲ့နှစ်ဖွဲ့ပေါင်းလိုက်တဲ့ခါကျတော့စိန်မြောင်းကဆက်လက်ကိုသုံးလို့ရတဲ့အနေထားဖြစ်သွားမှာအဲ့ကြအဲ့လိုပုံစံမျိုးကြီးကျွန်တော်တို့ကဖြစ်စေချင်တယ်အခုလည်းတပ်ဖွဲ့တွေကအဲ့လိုမျိုးပုံဖော်သွားနိုင်တဲ့အတွက်တကယ်ကိုအားရကျင်နေမှုရှိတယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ဒါတိတဲ့အတိုင်းပဲအသေးဆုံးထိခိုက်ကတော့ဒါအတိပြုလို့မရလိုက်ဘူးပေါ့နော်ဒါပေမဲ့အဲတကယ်အားရတဲ့တိုက်ပွဲတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးထည့်ပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကဒါကျွန်တော်ကြောက်ဖြူဘက်သွားမယ်ကြောက်ဖြူဘက်ဒါရခိုင်ပြည်နယ်ကြောက်ဖြူ မနေ့ကတော့ဒါကျွန်တော်စစ်တွေအကြောင်းပြောတယ်အဲစစ်တွေနဲ့ပတ်သက်လို့ကတော့စစ်တွေမှာပြန်ပြီးတော့စစ်ကောင်စီဘက်ကထိုးစစ်တွေဆင်နေတယ်အဲ့လိုပဲအခုဒီရက်ထဲမှာပဲကြောက်ဖြူကနေပြန်ပြီးတော့ထိုးစစ်ဆင်တာမျိုးတွေစစ်ကောင်စီဘက်ကလှုပ်လာပြီလှုပ်လာပြီဆိုတော့ဒါစစ်ကောင်စီကဒါစစ်တွေရောကြောက်ဖြူရောအပြင်အရာဝတီဘကိုးမကွေးဒီဘက်ချမ်းနေရောအမောင်တော်ဘက်ချမ်းနေရောဒါမျိုးပုံစံမျိုးနဲ့အာခတ်တတော် A ကိုဘတ်ဆောင်ဘောင်းဆောင်ကနေပြီးတော့ဖိအားပေးဖို့ကြိုးစားနေတဲ့ပုံစံမျိုးတော့မြင်တွေ့နေရတယ်ဒါပေမဲ့တကယ်တကယ်တဲ့ကြောက်ဖြူမှာကစစ်ကောင်စီဘက်ကတောက်လျှောက်တောက်လျှောက်ကိုသူတို့ထိုးစစ်တွေလုပ်ခဲ့တာရှိတယ် အင်အားတွေဖြည့်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့လိုထိုးစစ်ဆင်လာတိုင်းမှာအာခတ်တော် A ကကြားပြတ်တိုက်ခိုက်တာမျိုးတွေစောင့်ကြိုတိုက်ခိုက်တာမျိုးတွေအကောင်းဆုံးပြန်ပြီးတော့တုံ့ပြန်ခဲ့တာဖြစ်တော့တဲ့စစ်ကောင်စီကပြန်ပြန်ပြီးတော့သူတို့တပ်တွေကိုပြန်ထွက်ပြေးနေရပါဘောနော်အဲ့တော့အဲ့လိုမျိုးကြာနေတဲ့အနေအထားကနေပြီးအခုဆိုရင်ပြန်ပြီးတော့သူကထိုးစစ်ပြန်ဆင်တဲ့ပုံစံမျိုးတွေပြန်လှုပ်လာပြန်ပြီအဲ့တော့အဲကြောက်ဖြူကဒါအော်တိုဝါ14ရက်ကဆလုပ်ပါနော်စစ်ကောင်စီဘက်ကတကြွပြန်ပြီးတော့ထိုးစစ်တွေပြုတ်လှုပ်လာနေတာဖြစ်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ် လက်တလောတိုက်ဝဲဖြစ်နေတဲ့နေရာတွေကဒါဒညဝရီရေတစကန်းကဒါစစ်ကောင်စီစစ်ကြောင်းကကုလပါကျေးရွာစီမော်ပတ်ဝန်းကျင်ကိုစစ်ကြောင်းထိုးလာလို့တိုက်ဝဲဖြစ်တယ်။နောက်တနေရာကကြတော့ဒါအမှတ်30ရေတရင်ကဂေါ်ဒူတောင်တန်းကနေပြီးတော့ချောင်းဝဘက်ကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တယ်။အဲဒီတိုက်ပွဲတွေပြတွင်းမှာပေါ့နော်စစ်ကောင်စီကဒါမြေပြင်ကနေကြည့်ပဲစစ်ကြောင်းထိုးတာမဟုတ်ဘူးသူ့ရဲ့ထုံးစံအတိုင်းပဲလေကြောင်းပါတယ်ရေကြောင်းပြစ်ကူပေးတယ်ပြီးရင်လက်နက်ကြီးအမြောက် drone ဒါတွေအကုန်သုံးပြီးတော့စစ်ကြောင်းထိုးတာဖြစ်တယ်ပေါ့နော်အဲ့တော့ အေးအနေနဲ့ကလည်းထုံးစံတိုင်းပဲဒါစကားစစ်ကြောင်းတွေကိုကြားပြတ်တိုက်တာတွေလှုပ်ဆောင်နိုင်တယ်ပြီးရင်အဲ့လိုမျိုးလှုပ်ဆောင်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်ပြီးရစစ်ကောင်စီဘက်ကပေါ့နော်အလင်းငိုက်ကြားပြတ်တိုက်ခိုက်ရတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကတော့တေးကြတယ်လုံးဝအထိနာမဲ့အကြရှုံးများမယ်အဲ့တော့သတင်းတွေရတယ်စစ်ကောင်စီဘက်ကအကြရှုံးအထိကိုက်များတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကကြောက်ဖြူမှာဘလို့မှအေးမသာသေးဘူးအဲကြောက်ဖြူမှာသူကအဝန်းအဝိုင်းလေးအတွင်းမှာပဲပိတ်မိနေတဲ့ပုံစံမျိုးဖြစ်နေတာ အဲ့လိုမျိုးပိတ်မိနေတာဖြစ်တဲ့အတွက်လည်းစစ်ကောင်စီကအဲ့မှာရှိတဲ့ဒေတာကန်တွေကိုဘယ်မှထွက်ခွာမှာပေးဘူးအဲ့လိုမျိုးထွက်သွားတာ ਨੇ ပေါ့နော်သူကလိုက်ပြီးတော့ဖမ်းဆီးတာမျိုးတွေအထိလုပ်တယ်ပြီးရင်ပိတ်ပင်ထားတာလုပ်တယ်ပြီးရင်မြို့ပေါ်မှာဒါအာခတ်တက်တော့အေအေနဲ့ ဆက်ဆက်တဲ့အာခတ်တက်တော် A ကိုထောက်ပံ့ပါရယ်ဆိုရဲပုံစံမျိုးတွေနဲ့ဒါဖန်စီတာမျိုးတွေလည်းကြိုကြကြိုကြလုပ်နေတယ်ဒါစစ်တွေမှာရောကြောက်ဖြူမှာရောဒါလုပ်နေတယ်လှုပ်ရက်တွေပေါ့နော်အဲဒါကြောင့်လူသားတိုင်းပုံစံမျိုးလုပ်ထားတယ်ပြည်သူအပြင်ထွက်ခွင့်မပေးဘဲနဲ့ပေါ့နော်တကယ်လို့ဒါအာခတ်တက်တော် A ကလာပြီးတော့တိုက်ခိုက်ပါပြီဆိုတဲ့ခါကျရင်ဒီပြည်သူတွေကိုအကာအကွယ်ယူပြီးတော့ဒါအာခတ်တက်တော် A ကိုလက်တုံ့ပြန်ဖို့လှုပ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အာခတ်တက်တော် A ကထိမ့်ထိမ့်သိမ့်သိမ့်လုပ်နေရတဲ့အနေထားအဲအဲ့တော့ကျတော့စစ်ကောင်စီဘက်ကထွက်လာပြီဆိုတဲ့ခါကြမှာသာပြန်ပြီးတော့ဖြုတ်တဲ့ပုံစံမျိုးတွေတွေ့နေရပါတော့အဲ့တော့လေစစ်ကောင်စီကအခု ထိုးစစ်ပြန်လုပ်လာတယ်ရှေ့ပိုင်းတစ်လျှောက်လုံးမှာလည်းဒီကောင်တွေထိနာတယ်အဲပြီးခဲ့တဲ့လပိုင်းတွေမှာဒါအကြိမ်ကြိမ်ထိုးစစ်ဆင်ပေမဲ့အရန်အထိနာသွားလို့စစ်ကောင်စီကနောက်ဆုတ်ခဲ့ရတယ်အာခတ်တပ်တော်ကဒါထိုးစစ်ဆင်လာသမျှကိုတကယ်ပဲတကယ်ဟိုရှေ့ပိုင်းကာလမှာကျွန်တော်ဖြစ်စဉ်တွေအများကြီးပဲစစ်ကောင်စီဘက်ကထိုးလာသမျှကိုအာခတ်တပ်တော်ကဘာလုပ်ပေးနေရလဲဆိုတော့ကျွင်းတူပြီးမြုပ်ပေးနေရအားရကြကြီးပေါ့နော် ကျဉ်းတူပြီးမြုပ်ပြီးနေရတယ်။ဒါကျွန်တော်ပြောလဲပြောထည့်ပြီးတော့ပြောခဲ့ဘူးတယ်ပေါ့နော်။အရင်တုန်းကတော့တယောက်တစ်ကျင်းလောက်မြုပ်ပြီးနိုင်တယ်ပေါ့။နောက်ပိုင်းကျတော့အဲ့လိုမမြုပ်ပြီးနိုင်တော့ဘူး။၁၀ယောက်တစ်ကျင်းတွေပါလေဖြစ်ကုန်တယ်ဆိုတဲ့ပုံစံမျိုးကြီးဒီဖြစ်ခဲ့တာ။အဲ့တော့စစ်ကောင်စီကတော်တော်လေးအထိနာနေရနေထား။ဒါပေမဲ့လည်းအခုသူတို့ပြန်ပြီးတော့ထိုးစစ်ဆင်တဲ့ပုံစံမျိုးတွေတော့ရှိလာတယ်။အဲ့ဒါကလည်းသူတို့ကအထက်ကပေးတဲ့ဖီအားတွေပုံများလာပုံရတယ်ပေါ့နော်။အဲ့ဒီကတော့သူတို့မှအထဲမှာအင်အားတွေရှိတယ်။အဲ့အင်အားတွေရှိရတဲ့ဒါနဲ့မင်းတို့ဒီနေရာတွေကိုရအောင်မယူနိုင်ဘူးလားဆိုတော့ ဒါသူတို့ရဲ့အထက်ကစစ်ကောင်းဆောင်တွေပေးတဲ့ဖိအားကိုသူတို့ကောင်းကောင်းကြီးခံနေရတဲ့ပုံစံတွေ့ရအဲအကြောင်းမလို့ဒါဒါသူတို့ရဲ့အသက်တွေကိုအသေးခံပြီးဆက်တိုးနေရတယ်ဒါပေမဲ့လည်းတည်နေတော့မယ်ပေါ့နော်အဲ့တော့စစ်ကောင်းစီဘက်ကဒီလိုပုံစံမျိုးတွေကတော့ဆက်တိုက်လုံးပါလာမဲ့ကာလာတော်တွင်းမှာပို့ပြီးတော့ဆက်တိုက်လုံးသူကဘာလို့လဲသူ့အတွက်ကရက်ကတနေ့ထက်တနေ့တနေ့ထက်တနေ့ပို့ပြီးတော့နေနေလာပြီသူဒီကာလာတော်တွင်းမှာသူဆုံးရှုံးနေမိနေအများကြီးပြန်ရဖို့လိုတယ်ဒါပေမဲ့အဲ့လိုပြန်ရဖို့အတွက်အခုကြိုးစားနေတာသူတို့ဘယ်နေရာမှအမကိုသူအဆင်မပြေသေးဘူးတရုတ်စီကနေပြန်တောင်းလို့ရတဲ့နေရာလွဲလို့ပေါ့နော် ကျန်တဲ့နေရာမှာ तू ဘလို့မှအဆင်မပြေသေးဘူးဖြစ်နေအချို့ဆိုရင်ဒါတချို့နေရာတွေမှာဆိုရင် तू အတွက်ကပို့ပြီးတော့တော့အချင်းနေဆိုးတဲ့အနေထားတွေရင်ဆိုင်နေရတာအဲကြောင့်မို့လို့ तू က तू အောက်မှာရှိတဲ့လောက်ငယ်သားတွေတော်တော်များများကသူရဲ့ဖိအားပေးခြင်းကိုတော်တော်ခံနေရတဲ့ပုံစံပဲပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာလဲစစ်ကောင်စီကအင်အားတွေဖြစ်တင်းတယ်ဖြစ်တင်းပြရတဲ့ထိုးစစ်တွေပြန်ပြီးတော့လှုပ်တယ်အဲ့တော့သူများနေရာမှာသွားပြီးတော့လူတွင်ကျလှုပ်နေတဲ့စစ်ကောင်စီကပေါ့နော်လေချောင်းရေချောင်းလက်နက်ကြီးအမြောက် drone ဓာရီရဲ့အရေးပါမှုဓာရီရဲ့အရေးတာမှုတွေကိုအသုံးချပြီးတော့ ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ရယူနိုင်မလားအဲဒီလိုမှမဟုတ်ဖဲနဲ့ပေါ့နော်အေအေကပဲစစ်ကောင်စီဘယ်တော့မှအနိုင်မရတဲ့ပျောက်ကြားနှီးတွေကိုအာပါတရနဲ့ပေါ့နော်တကယ်ကိုကြွန့်ကြွန့်ကျင်ကျင်အတုံးချပြီးတော့စစ်ကောင်စီကိုဥနိုင်ပြီးတော့အရင်လိုပဲအေအေနာမည်ကြားတာနဲ့ဒူးတုံနေရတဲ့အဖြစ်မျိုးကိုဆက်ပြီးတော့ထိန်းနိုင်မလားဆိုတဲ့ဟာကတော့စိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ခုကတော့ Green Bee နဲ့ကဒါစစ်ကောင်စီက 6GB ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ထိုးစစ်တွေဘယ်လိုလုပ်နေသလဲပြီးရင် 6GB ကိုအပြင်ကုန်မှသူက ဆွေတော်ကုန်းလိုနေရာမျိုးကအစသူကထိုးစစ်တွေပုံစံမျိုးတွေလုပ်နေတယ်ဆွေတော်ကုန်းကိုပြန်ပြီးတော့အရယူခြင်းတဲ့ပုံစံမျိုးတွေလုပ်လာနေတယ်အဲ့တော့အဲ့ဥစ္စာတွေကဘလောက်ရေးကြီးလဲဒီဆွေတော်ကုန်းကိုရသွားရင်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ဟာကလည်းဒါကျွန်တော်တို့တွေးကြည့်ရမယ့်ဟာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဆွေတော်ကုန်းကိုရဖို့လက်နက်ကြီးနဲ့ drone အများအပြားအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်အာရှလန်ကနေတဆင့်ပေါ့နော်ဒါသင်ကန်းကြီးနောင်နဲ့မြရီလိုနေရာမျိုးကိုထိုးစစ်ဆင်ဖို့အတွက်စစ်ကြောင်းတွေသူတို့တွေဒါခြေတက်လာပြီးတော့နောက်ပိုင်းမှာတပ်ဖွဲ့တွေအပြင်းထန်ခုခံခဲ့ကြတယ် ်ဒါပေမဲ့လည်းအဲသူတို့တွေကိုဒါတခြားအဖွဲ့တွေကကူညီပေးမှုနဲ့ပေါ့နော်ဒါ BGL လို့အဖွဲ့တွေကကူညီပေးမှုနဲ့တချို့နေရာတွေမှာဒါနေချင်းညချင်းဗျာရုတ်တရက်ကြီးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ထိန်းချုပ်သွားနိုင်တဲ့နေရာတွေရှိလာတယ်အဲ့အဲ့လိုမျိုးထိန်းချုပ်သွားလိုက်နိုင်ပြီးတဲ့နောက်ပိုင်းမှာကိုပဲစစ်ကောင်စီကရက်တက်မနေမဲ့နဲ့ သူ့ရဲ့စစ်ကြောင်းတွေကိုပုံမူပြီးတော့ရှေ့တိုးပြီးတော့အသုံးချလာတာရှိလာတယ်။အဲ့တော့စစ်ကောင်စီစစ်ကြောင်းတွေကဒါစက်တင်ဘာအစောပိုင်းနေရာတွေမှာကနေ့ကဒီနေရာတွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ဒီလိုထိန်းချုပ်သွားနိုင်တာနဲ့သူတို့ပြန်ပြီးတော့ထပ်ပြီးတော့ထိုးစစ်ဆင်ဖို့ကြိုးစားတာက၄ကီကောဖြစ်တယ်။ အလေးကပေါ်မှာလည်းတည်တဲ့အတိုင်းပဲဒီရက်ထဲမှာကပဲဒီကာလတော့တင်မှာကပဲစစ်ကောင်စီထိုးစစ်ဆင်တာကနေစလို့ဒီနေ့ဒီချိန်ထိတပ်ဖွဲ့တွေကနေရာပေါင်းစုံကနေပြီးတော့ခုခံပြီးတော့တုံ့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတာရှိတယ်။အလေးကပေါ်ကိုထိုးစစ်ဆင်နေတဲ့အခါမှာနေရာနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုဒါစစ်ကောင်စီဘက်ကဒါနှိခုံငါလိုနေရာမျိုးတွေအပြင်မြောက်ရီမျိုးတွေက BGS စခန်းမျိုးတွေအပြင်ဒါလက်ခတ်တောင်လိုမျိုးနေရာမျိုးတွေကနေပြီးတော့လက်နက်ကြီးတွေဒါအမြောက်တွေနဲ့တောက်လျှောက် ညာပြစ်ကူပေးတိုက်ခိုက်ပေးနေတာတွေလည်းတွေ့ရတယ်ဗောနော်အဲ့တော့ဒီလိုအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားပြီးတော့စစ်ကောင်စီက၄ကီကောမျိုးကရေကန်ကုန်းတို့အပြင်စေပေကန်းတို့ဒီလိုမျိုးဗောနော်မျိုးရဲ့နေရအချို့ကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့ပြီးလက်ရှိဆွဲတော်ကုန်းကိုအရယူဖို့အတွက်စူးစမ်းနေတာတွေတွေ့ရတယ်အဲ့ဒီဆွဲတော်ကုန်းဆိုတာကလည်းအဲ့နေရာမှာအဲ့ဒေတာမှာတကယ့်ကိုအရေးပါတယ်ဒါဂုံးတစ်ခုဖြစ်တယ်ဗောနော်အချက်ချာကြတယ်စစ်ပြူဟာအရေးပါတယ်ဂုံးတစ်ခုဖြစ်တယ်ဒီဂုံးပေါ်မှာဒါအရင်တော်လိုင်းတက်ဖွဲ့တွေမရခင်တုန်းကစစ်ကောင်စီတွေအရင်ရှိခဲ့တုန်းကလည်း အတော်တော်လေးကိုတပ်ဖွဲ့တွေကတိုက်ယူခဲ့ရတဲ့ဂုံးဒီဆွေတော်ဂုံးရဖို့ကာလကြာကြီးတစ်ခုထိပေါ့နော်ဒါစောင့်ကြည့်ပြီးတော့ပိတ်ဆို့ပြီးတော့တိုက်ခတ်ခဲ့ရတာရှိတယ်ဒါဗတ်ပေါင်းဆိုတာနဲ့ပိတ်ဆို့တယ်အဲပိတ်ဆို့ပြီးတာနဲ့ဒီဂုံးကိုနေ့စဉ်နဲ့မျှ drone နေနဲ့တွက်ကျဲတယ်ပြီးရင် sniper တင်းနေဆိုရင်ဒါ disco night scope ဒါမျိုးပုံစံနေရစခွဲပြီးတော့အဲကုတောင်ဝင်ကိုပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြင်ပမှန်မှန်နဲ့သူတို့တိုက်ခိုက်ပြီးရယူခဲ့ရတာဖြစ်တယ်။ဒီဆွေတော်ကုန်းကိုရတဲ့အချိန်မှာလဲသူလိုင်းတက်ဖွဲ့တွေရောဒေသခံပြည်သူတွေရောအယံပြော်ခဲ့ကြကျွန်တော်တို့အောင်ပွဲတွေခံအဲ့လိုပုံစံမျိုးတွေနဲ့ကိုတကယ် တောင်းတောင်းပြပြကြီးကိုကျွန်တော်တို့ဒါဂုံပြူပွဲတွေလုပ်ခဲ့ကြတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဆွေတော်ကုန်းကဒီစစ်ကောင်စီရထားပါပြီဆိုတော့အချိန်တုန်းကအဲ့ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ဒေသခံတွေခြေရွာတွေအပြင်လူနေအိမ်ခြေတွေ အဲ့လိုမျိုးနေရာမျိုးတွေကိုတောက်လျှောက်ဒါလက်နဲ့ကြီးနဲ့ပြက်ခတ်တာမျိုးတွေဒါ dust တိုက်ဇက်တိုက်လုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီစာသင်ကျောင်းတွေကအစလက်နဲ့ကြီးနဲ့ပြက်ခတ်လို့စာသင်ကျောင်းတက်တဲ့ကိုကြပြီးတော့ဒါကလေးငယ်တယောက်ဒါထိခိုက်သွားတာရှိတယ်ဒါတော့မှပဲဒါဆရာမကအပြင်ကိုအမြန်ပြေးထွက်လိုက်လို့ပေါ့နော်မဟုတ်ရင်အဲ့တက်တဲ့ကြီးကိုကြတာပေါ့နော်အဲ့တော့အာအများကြီးအဲ့ချိန်တုန်းကသာထိလိုက်မယ်ဆိုရင်တကယ့်ကိုအများကြီးထိခိုက်သွားမှာရှိတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ရုံမာခဲ့တဲ့နေရာဖြစ်တယ်ပြီးရင်ဂုံဘေးပတ်ချလဲမှာရှိတဲ့လမ်းတွေကနေပြီးတော့အဲဒေသခံပြည်သူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးသွားရဲဆိုရင် ဂုံးဘွားနေပြီးတော့ point fight လို့ဟာမျိုးဆက်လက်လို့ဟာမျိုးနဲ့မမီမီလှမ်းပြီးတော့ပြစ်တော့တာအဲ့လိုပုံစံမျိုးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်ပြီးတဲ့ဆိုရင်တော့ပြောမနေနဲ့အဲအဲ့လိုမျိုးပုံစံမျိုးကဒါဒုက္ခပေးနိုင်ခဲ့တဲ့စကန်ကုန်းတစ်ခုဖြစ်တယ်ဗောနော်အဲ့စကန်ကုန်းရှိတဲ့အချိန်တုန်းကတပ်ဖွဲ့တွေကတော်တော်လေးဒီနေရာကြီးကိုရှောင်ခွင်းသွားဖို့အတွက်ကိုတော်တော်လေးဒါပြင်ပန်းခဲ့ရတာရှိတယ်ဒေသခံတွေဆိုရင်လည်းဒီနေရာကနေပြအမြဲတမ်းချိတ်ချောက်ခံနေရတဲ့အတွက်ပေါ့နော်ဘယ်နည်းများဒါလက်နေကြီးပြင့်မလဲဆိုပြီးတော့စိုးရင်ခဲ့ရတာရှိတယ် အဲ့တော့အဲ့လိုမျိုးနေရာမျိုးအဲ့တော့ကြာအဲ့ဂုံးကိုရသွားပြီဆိုတဲ့အချိန်မှာဒေတာကန်တွေအတွက်အရန်ကိုမှဒါ PR တွေရော့သွားတယ်။အခုဆိုရင်အဲ့ဂုံးကိုစစ်ကောင်စီကပြန်ရဖို့လည်းစူးစမ်းနေပြီ။အဲ့လိုမျိုးစူးစမ်းလို့များစစ်ကောင်စီကပြန်ရသွားမယ်ဟေ့ဆိုရင်ခုနလိုဖြစ်စဉ်မျိုးတွေပြန်ပြီးတော့ဖြစ်လာနိုင်ခြင်းရှိတယ်။အခုဆိုရင်လက်ခတ်တောင်လိုနေရာမျိုးပေါ့နော်။ဒီတွင်ထဲမှာအဓိကအရေးကြီးပါတယ်ဆိုတဲ့နေရာမျိုးတွေကိုသူတို့လက်နေကြီးတင်ထားတယ်။တင်ထားပြီးတာနဲ့ဒီတွင်ထဲမှာရှိသမျှနေရာအကုန်လုံးကိုပတ်ပြစ်နေတော့တယ်။ ရှိသမျှနေရာရှိသမျှတိုက်ပွဲဖြစ်တဲ့နေရာမှန်သမျှကိုဒီနေရာကနေပြီးတော့လှမ်းပြီးတော့ပြစ်ကူပေးတာတွေလုပ်တယ်။မြက်ခုံကားလိုနေရာမျိုးတွေကနေပြီးတော့ပြစ်ကူပေးတာမျိုးတွေလုပ်တယ်ပေါ့နော်။အဲ့တော့ဒီဂုံးကိုသာစစ်ကောင်စီဘက်ကပြန်ရသွားမယ်ဆိုရင်အရင်လိုအခြေအနေတွေကပြန်ပြီးတော့ရောက်သွားနိုင်ခြင်းရှိတယ်။ဒါမကောင်းဘူးပေါ့နော်။လက်ရှိစစ်ကောင်စီကဒီဆွဲတော်ဂုံးကိုရဖို့အတင်းတိုးနေတာတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ပြည်ပကတပ်ဖွဲ့ရေးစီမှာမေးကြည့်ရတဲ့အချိန်မှာလည်းသိရတဲ့အချက်တွေရှိတယ်။အဲ့တော့ဒါမနေ့ကမနေ့အစောပိုင်းလောက်ကနေကသူတို့တွေတိုးတယ်ပေါ့နော်။ တိုးတာမှာဟိုနားကတိုးလိုက်ဒီနားကတိုးလိုက်အဲ့လိုပုံစံမျိုးတွေနဲ့သူတို့ဓာတ်လျှောက်တိုးတယ်အဲ့လိုမျိုးနေရအစုံကနေတိုးတဲ့အတွက်ပေါ့နော်ဒါတော်လိုင်းတက်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားတယ်အဲအဲ့နောက်ပိုင်းသူကတိုင်နင်းစနစ်ပြန်ပြောင်းသွားတယ်တဲ့သူကအရင်တုန်းက2021တုန်းကလိုမျိုးပေါ့နော်လက်နက်ငယ်နဲ့မြေပြင်ကနေပြီးတော့အဓိကတိုးတာမျိုးမလုပ်တော့ဘူး ဲ့လိုမလုပ်ဘဲနဲ့ drone နဲ့လက်နက်ကြီးနဲ့ကိုပဲအဓိကသုံးပြီးတော့တိုက်နေတယ်ဆိုပြီးတော့ဒါမြေပြင်တပ်ဖွဲ့ကြီးကနေသိရတယ်ဗောနော်အဲစစ်ကောင်စီကတော့သူ့အတွက်အသုံးဝင်တဲ့နီလန်မျိုးစုံကိုသုံးတာပဲအဲတပ်ဖွဲ့တွေဘက်ကလည်းအတက်နိုင်ဆုံးတော့အပြင်းထန်ခုခံနေရပါတယ်ချို့တပ်ဖွဲ့တွေအရန်ပြင်းမှန်းကြရတယ်ဗောနော်နေရောညရောခုခံတိုက်ပွဲဝင်နေရတာဖြစ်တယ်အဲ့တော့ဒီတပ်ဖွဲ့တွေပို့ပြီးတော့အင်ပြအားပြနဲ့တိုက်ပွဲဝင်နိုင်ဖို့အတွက်ဆိုဒါကုညီထောက်ပံ့ပေးမှုတွေလည်းအများကြီးလိုအပ်တယ်ပေါ့နော်။ဒါ့အပြင်စစ်ကောင်စီကဒါဆွေတော်ကုန်းသားကမင်းလက်ပံရွာနဲ့ဘလူးလေးရွာကိုလည်းစစ်ကြောင်းနောက်ထပ်တစ်ကြောင်းထိုးနေတယ်ဆိုပြီးတော့သိရတယ် အဲ့တော့ဒီတော်လိုင်းတပ်ဖွဲ့အနေနဲ့ပေါ့နော်ဖြန့်ကွဲပိတ်ဆို့ပြီးတော့တိုက်နေတယ်ဆိုပေမဲ့လည်းနေ့စဉ်တိုက်ပွဲဖြစ်ပွားရရှိရအတွက်တပ်ဖွဲ့တွေလည်းဒါပင်ပန်းတာတွေရှိတယ်ဗျ။အဲ့တော့ဒါအ ਨੇ ဆုံးတော့ပေါ့နော်တပ်ဖွဲ့တွေကိုခွန်အားဖြစ်စေမယ့်စကားမျိုးတွေပြောစီခြင်းနဲ့အဲ့တော့ဒါစစ်ကောင်စီက link ကိုဘက်ကိုစစ်ကြောင်းတစ်ကြောင်းထိုးတယ်။အခုနကဒါ blue lane main level အဲ့ဘက်ချမ်းကိုစစ်ကြောင်းတစ်ကြောင်းထိုးတယ်စစ်ကြောင်းနှစ်ကြောင်းနဲ့ဖြန့်ပြီးတော့ထိုးလာတဲ့အနေအထားတွေ့ရတယ်ပေါ့နော်။အဲ့တော့ ီလိုမျိုးစစ်ကြောင်းထိုးရတဲ့အပြင်မှာပေါ့နော်သူကတချို့ဒေတာကန်တွေရဲ့နေအိမ်တွေအဆောက်အုံတွေကိုလည်းဒါမိရှုဖြစ်စည်းတာမျိုးတွေလုပ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဒါကတော့စစ်ကောင်စီလာပြီဆိုရင်အဲဥစ္စာတွေကဂျုံကိုဂျုံရမယ့်ဟာတွေဖြစ်တယ်စစ်ကောင်စီကိုဝင်ခွင့်ပေးလိုက်တာနဲ့ဒီလိုပုံစံမျိုးတွေကိုခွင့်ပြုပေးလိုက်ရမှာဖြစ်တယ်ဒေတာကန်တွေကိုနှိမ့်ဆက်တာတွေကိုဒီတိုင်းကြည့်နေရတော့မှာဒီကောင်တွေကမှရိုင်းတော့မှာအဲ့ကြအဲ့လိုတွေမဖြစ်ဖို့အတွက်ကိုဒီနေရာတွေကိုလက်လွတ်မဆုံးရှုံးရဖို့အရန်ရှိကြည့်တယ် ပြောချင်တာကတော့ဗျာဒါစစ်တုံမန်းတွေကိုပြန်မလှုပ်ပေးနေပေါ့နော်အဲ့ဒါလေးလည်းပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကအရန်ကိုချင်းစာတရားတွေပြေဝါကြတယ်အရန်လူသားဆန်ကြတယ်လူသားဆန်တာကိုတခြားနည်းနဲ့ကျွန်တော်တို့ဆန်လို့ရပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်တွေကအခါကြိုင်ခွေးမကောက်ကြည်တော့ဆွတ်တယ်ပေါ့နော်အဲ့တော့ ဒီ၃ဘန်းတွေကိုကျွန်တော်တို့ထိမ့်သိမ်းထားလို့ရတယ်။ချာနီလန်တစ်ခုနဲ့ကျွန်တော်တို့ထိမ့်သိမ်းထားလို့ရတယ်ပေါ့။အဲ့တော့ဒီကောင်တွေကိုဒါမကျွေးနိုင်မမွေးနိုင်လို့ဆိုပြီးတော့ပြန်လွတ်လိုက်တာမျိုးဆိုရင်အခုဆိုရင်ဒီအင်အားတွေကကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးမဲ့အင်အားတွေဖြစ်လာတယ်။ဒါရှိမှဖြစ်စဉ်တွေအများကြီးရှိခဲ့တယ်ပေါ့နော်။ အဲ့တော့တပ်ဖွဲ့အနေနဲ့ကဒါထွက်ပြေးတယ်ဒါထိုင်းဘက်ကနေပြီးပြန်ပြီးတော့ဒါနှစ်ခုငါးတဲ့ကိုဝင်သွားတယ်အဝေါ်လေးကိုဝင်သွားတယ်ဒါမျိုးပုံစံမျိုးတွေနဲ့တောက်လျှောက်တောက်လျှောက်အင်အားတွေကကိုကပြန်ပြီးတော့ဆုပေးနေတဲ့ပုံစံမျိုးတွေတောင်ဖြစ်စေခဲ့သလားဆိုပြီးတော့တွေးမိတာပါဗျာအဲ့တော့စစ်ကောင်စီကအဲ့ကောင်တွေကိုပဲပြန်ပြီးတော့စိတ်တက်တွေမြင့်တင်ရေးတွေလုံမယ်တင်းတန်းတွေပေးမယ်ပြီးရင်လူတစ်တွေဆုမယ်အင်အားတွေတိုးမယ်အခုကြည့်ဒီစစ်ကြောင်းတွေဝင်လာပါပြီဆိုတဲ့အချိန်မှာဒီနှစ်ခုငါးကစစ်ကြောင်းကသွားပြီးတော့လက်ချင်းချိတ်တာနော်အဲ့တော့ကျွန်တော်နှစ်ခုငါးလို့နေရာမျိုးကိုကျွန်တော်တို့ခြံထားလိုက်တဲ့ဟာမျိုး ပြီးတော့ကျတော့အဲ့အင်အားတွေကအဲ့လိုနှစ်ခုငါးလိုနေရာမျိုးကိုသွားပြီးတော့ပေါင်းလိုက်တဲ့ရလက်မျိုးကဒီလိုဒီနေ့ဒီချိန်ဒီလိုမျိုးအခြေအနေတွေကိုရောက်ရှိစေခဲ့တယ်လို့လည်းဒါပြောရမယ်ပေါ့နော်နောက်တစ်ခုကတော့အဲဘယ်အဖွဲကိုမဆိုးပေါ့နော်အရန်ကြီးအယုံမလွယ်ကြဖို့ဒါလေးလည်းပြောရမယ်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တပ်ဖွဲ့တွေကတခုခုဆိုရင်အရန်ယုံကြည်ကြတယ်ပေါ့နော်နောက်တစ်ခုကကူညီပေးတယ်ဆိုတိုင်းမယုံကြည်ကြဘူးလေအရန်ရေးကြည့်တယ်ဗျအဲကူညီတယ်အဲချို့ဒီတော်လိုင်းကြီးတွေမှာလည်းရှိတယ် ရှိတယ်ဆိုတာဒါစစ်ကောင်စီဘက်ကပေါ့နော်တော်လိုင်းတပ်ဖွဲ့ကိုအဲဒါကူညီသလိုထောက်ပံ့သလိုပုံစံမျိုးတွေလာပြီးသတင်းယူသွားတာမျိုးတွေလည်းရှိတတ်တယ်။အဲပြီးတော့ကျတော့ယင်းဤတရားဘာရောင်ရောင်နဲ့ပေါ့နော်သတင်းတွေနှိုက်တာမျိုးတွေလည်းရှိတတ်တယ်။ ထောက်လျှောက်ထောက်လျှောက်ကူညီပေးခဲ့တာဟာလုံးဝအယုံသွင်းတာပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့နောက်ဆုံးထပြီးတော့တစ္ဆာဖောက်တဲ့ပုံစံမျိုးတွေလည်းရှိလာနိုင်တယ်အဲ့ကြအဲ့အကျိုးဆက်တွေကိုကျွန်တော်တို့မခံစားရဖို့လိုတယ်အဲ့အကျိုးဆက်တွေကိုကြိုတင်ပြီးတော့ကာကွယ်နိုင်ဖို့လိုတယ်ကျွန်တော်တို့ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေထဲမှာစစ်ရေးနဲ့ပတ်သက်လို့လုံခြုံရေးနဲ့ပတ်သက်လို့အယံကိုဂယုတစိုက်လုတ်တဲ့အဖွဲ့တွေရှိတယ်အယံကိုဂယုစိုက်တဲ့ခေါင်းဆောင်တွေရှိတယ်ဒီလိုခေါင်းဆောင်တွေမျိုးတွေရဲ့စကားတွေကိုလည်းကျွန်တော်တို့တပ်ဖွဲ့တွေကဒါနားဝင်အောင်နားထောင်ကြားစီခြင်းနဲ့ပေါ့နော်ပြီးတော့ကိုကိုတိုင်းကအစပေါ့နော်ဒီဟာတွေကိုသတိထားပြီးတော့ ကိုစီယာနေပြီးတော့တရင်နေရန်သူစီရောက်မသွားအောင်ဆိုတဲ့ပုံစံမျိုးကြီးလည်းလှုပ်ဆောင်တင်တယ်လို့မြင်ပါတယ်။ပြောချင်တာကတော့စစ်တုံးမန်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုရင်လည်းအရင်ထက်ပိုပြီးတော့အကင်းတွေထိမ့်သိမ့်မှုတွေအဲတမျိုးတစ်ပုံပြန်ပြီးတော့ကြံစီကြစီခြင်းတယ်လို့လည်းဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။